မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီရက်နေရဲ့တော်တော်ကကင်ဝေးပြီးကိုစိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကစွတ်တောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မဇင်ဇင်ပါ။ဒီနေ့ဒီဇင်ဘာလ17ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ ပြုပြင်ပြောင်းလဲရေးကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဆောင်ရွက်နေပြီးပုံမအားကောက်တဲ့တော်လှန်ရေးဥဆောင်မှုတရက်ပေါ်ပေါက်လာဖို့ကြိုးပမ်းသွားမယ်လို့ဦးနေဖုံးလက်ပြောကြားတဲ့တဲ့တင်အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့မှာအကြမ်းဖက်စစ်တပ်ကမြောက်ဦးမြို့ပြည်သူ့စေယုံကြီးကို လေကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့တဲ့တင်စကိုင်းနဲ့ကချင်ပြည်နယ်ကအချင်းထောင်တွေမှာအကြမ်းဖက်စစ်အုပ်စုရဲ့ပုံမှ905ကကြီးနဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ကျင်းတွေလွတ်မြောက်လာခြင်းမရှိတဲ့တဲ့တင် အချက်ဖတ်စစ်တပ်ရဲ့ကေတုမတီလေတပ်ကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုအတွင်လေရင်ခဲရဲနဲ့ဒဇာကိုတောင် ထိမှန်ခဲ့တယ်လို့ PWN အဖွဲ့အသိပေးထုတ်ပြန်တဲ့သတင်းတံပြူစီရဲ့မြို့နယ်တိုက်ပွဲမှာအချက်ဖတ်စစ်သား၂ဦးသေဆုံးတဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါတယ်ရှင်။ ပြုပြင်ပြောင်းလဲရေးကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဆောင်ရွက်နေပြီးပုံမအားကောင်းတဲ့တော်လိုင်းရေးဥဆောင်မှုတရက်ပေါ်ပေါက်လာဖို့ကြိုးပမ်းသွားမယ်လို့ဦးနေဖုံးလက်ပြောကြားတဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်ပြင်ပြောင်းလဲရေးကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဆောင်ရွက်နေပြီးပုံမအားကောင်းတဲ့တော်လိုင်းရေးဥဆောင်မှုတရက်ပေါ်ပေါက်လာဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်။ အမြဲတမ်းညညရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်20မြင်းဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ဖွဲ့စည်းပုံမှာဝန်ကြီးဌာနကို18ခုကနေ12ခုထိကိုလျှော့ချခဲ့ပြီးတော့ဝန်ကြီးဌာနအချို့ကိုပေါင်းစပ်တာဖြတ်သိမ်းတာတွေရှိသလိုအချို့ဌာနတွေကိုတော့ဝန်ကြီးဌာနအနေနဲ့မဟုတ်ပဲဌာနကြီးတစ်ဖွဲ့စုဖွဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ပြည်ပြောင်းလဲရေးဟာလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ပုံမပါဝင်ပြီးပုံမအားကောင်းတဲ့ဒေါ်လာရင်းဥဆောင်မှုတရက်ပေါ်ပေါက်လာဖို့ကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Federal Democracy ပြည်ညံပါလမ်းပြမြေပုံတွေကအတိုင်းအကြံဖတ်စစ်အုပ်စုကိုအပီးတိုင်ဖြုတ်ချပြီးနောက်မှာအတွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းသွားနိုင်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့လက်တလုံးမှာနိုင်ငံရေးတိုးတက်မှုအနေနဲ့ Federal Unit ဂျားကာလာအခြေခံဥပဒေနဲ့ဂျားကာလာအစီအမံတွေကိုဒေတာလိုက် ဖက်ဒရယ်ယူနစ်တွေလိုက်ရေးဆွဲပြဋ္ဌာန်းအတည်ပြုလာနိုင်ပါတယ်။မြို့သားညီညွတ်ရေးဆိုရအနေနဲ့ပြည်ထောင်စုနဲ့ဖက်ဒရယ်ယူနစ်များကြားပေါင်းစပ်ညီနာရေးကော်မရှင် Federal and State Coordination Commission FSCC ကိုဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖက်ဒရယ်ယူနစ်တွေရဲ့အားကောင်းခိုင်မာရေးအတွက်ညီနိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေ မန္တလေးဒေသဂျားကာလာနိုင်ငံရေးအစီအမံမကွေးဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံဆိုင်ရာဥပဒေရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာအစီအမံဥပဒေစသဖြင့်ဂျားကာလာအစီအမံတွေကိုအတည်ပြုနိုင်ခဲ့ကြသလိုစကိုင်းဖက်ဒရယ်ယူနစ်နဲ့မန္တလေးဒေသတွေမှာဆိုရင်လည်းစတင်ကောင်းတဲ့ပေါ်ဆောင်ရွက်လာနိုင်ပြီးတပ်ဆိုင်ရာအုပ်ချုပ်ရေးရန်နေရာတွေစတင်တည်ထောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်အခြားသောဖက်ဒရယ်ယူနစ်တွေအနေနဲ့ဂျားကာလာအစီအမံတွေပေါ်ပေါက်ရေးအတွက်အင်းနဲ့အားနဲ့ဆောင်ရွက်လာကြတာကလည်း ကျွန်တော်တို့မြောက်မန်းတဲ့နာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်အတွက်အားတက်ဖွဲ့ရာခြေလှမ်းတွေပဲဖြစ်ပါတယ်။ပြည်အောင်စွလွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီဇင်ဘာလ၈ရက်မှာ2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲမှာပြည်သူလူထုကဒီမိုကရေစီနီးကျအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးလျက် Federal Democracy ပြည်ညင်ရအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အားပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရေးကိုအထောက်အကူပြုရင်းနဲ့ ြည်သူလူထုဘေးအန္တရာယ်ကင်းရှင်ရေးတခြားသောဝန်ဆောင်မှုတွေကောင်းစွာပေးအပ်နိုင်ရေးတို့အတွက် Federal Unit အုပ်ချုပ်ရေးရန်နေရတွေနဲ့ပုံမအားကောင်းတဲ့ညှိနှိုင်းဆောင်ရွက်မှုလက်တွေ့ကြကြပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်လုံဆောင်သွားမှာဖြစ်တယ်လို့အသိပေးထားပါရှင်ပြည်ပဆိုင်ရာလူခွင့်ရင်းနေ့မှာအကြံဖတ်စစ်တပ်ကမြောက်ဦးမြို့ပြည်သူစေုံကြီးကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အရခပီမြောက်ဦးမြို့ပြည်သူစေုံကြီးကိုဂျမ်ဖတ်စစ်တပ်ကဒီဇမလ10ရက်ည9:23မိနစ်ခန့်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အရခဟဲဒီပါမန့်ကရုပ်သံမှတ်တမ်းနဲ့အတူမင်းညာကထုတ်ပြန်ခဲ့ပါတယ်။ဒေတာရင်းသတင်းဌာနတွေကတော့အဲ့ဒီဘုံကျဲခိုက်ခိုက်ခံရမှုအတွင်းစေယုံမှာကုသနေတဲ့လူနာတွေအပါအဝင်ဒေတာခံပြည်သူအ ਨੇ ဆုံး33ဦးသေဆုံးခဲ့တယ်လို့86ဦးဒဏ်ရာရရှိထားတယ်လို့ဒီကနေ့မနက်မှာဖော်ပြခဲ့ကြပါတယ်။ ်သေဆုံးသူတွေထဲမှာယောက်ျားလေး18ဦးမိန်းကလေး16ဦးဖြစ်ပြီးဒဏ်ရာပြင်းထန်ရသူ28ဦးရှိပြီးတော့အဲ့ဒီထဲမှာယောက်ျားလေး18ဦးနဲ့မိန်းကလေး9ဦးကိုပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်ဒဏ်ရာနှင်းငယ်ရသူ49ဦးရှိတယ်လို့လည်းသိရပါတယ်။အရခဟဲဒပါမန်ကတော့လေချောင်းတိုက်ခိုက်မှုအတွင်းလူနာ10ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့ညရင်းချင်းအသိပေးခဲ့တာပါ။ ဒီကနေ့မနက်မှာတေဆုံးသူအရေးအတွက်မြင့်တက်လာတာဖြစ်ပြီးဆက်လက်မြင့်တက်နိုင်ခြင်းရှိတယ်လို့လည်းဒေသခံတွေကမှတ်ချက်ပြုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမြောက်ဦးမြို့ပြည်သူ့စေယုံကြီးရဲ့စေယုံပင်မဆောင်ကြီးခွဲစိတ်ဆောင်အယိုးဆောင်အဓိကခွဲစိတ်ခမ်းမအပါဝင်စေယုံဝင်းအတွင်းရှိဝန်ထမ်းအိမ်ရာစေယုံအနီးရှိလူနေအိမ်အဆောက်အုံတချို့ပျက်စီးသွားခဲ့တယ်လို့ဒေသရင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်ရှင်။ စကိုင်းနဲ့ကချင်ပြည်နယ်ကအကျဉ်းထောင်တွေမှာအကျန်းဖက်စစ်အုပ်စုရဲ့ပုံမှန်905ကကြီးနဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ကျင်းတွေလွမြောက်လာခြင်းမရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကျန်းဖက်စစ်အုပ်စုရဲ့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အတွင်းကအကျဉ်းထောင်တွေမှာပုံမှန်905ကကြီးနဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ကျင်းတွေလွမြောက်လာခြင်းမရှိဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ အကြံဖက်ဆဲအုပ်စုကအတွေ့အော်ရေကောက်ပွဲကိုဗန်းပြပြီးပြီးခဲ့တဲ့နိုဝင်ဘာ28ရက်ကစတင်ကရင်းတို့မတရားဖမ်းဆီးထားတဲ့ပုံမှန်905ကကြီနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ငြိမ်းပေးရလို့သတင်းတွေထုတ်ပြန်ခဲ့ပေမဲ့အဲ့ဒီထဲမှာစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အတွင်းကပါဝင်ခြင်းမရှိဘူးလို့ PPNM ကသိပေးထားပါတယ်။စကိုင်းတိုင်းကရွှေဘိုထောင်၊မုံရထောင်၊ကန့်ကောထောင်၊ကတာထောင်နဲ့ကလေးထောင်စတဲ့အကျဉ်းထောင်များရှိတဲ့အနက်ကလေးထောင်နဲ့ကတာကျဉ်းထောင်တွေရဲ့ မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားတို့သာလွမြောက်လာခဲ့တာပါရွှေဘိုထောင်မှာနိုဝင်ဘာလ28ရက်ကနိုင်ငံရေးကျင်းသား28ဦးဟာထောင်အာဏာပိုင်များကလူငယ်ပေးရန်ဟုဆိုကခေါ်ထုတ်သွားပြီးတဲ့နောက်လှုပ်ပေးခြင်းမရှိဘဲတခြားမှုတွေနဲ့ထပ်မံတရားဆွဲဆိုထားလျက်ရှိတယ်လို့သိရပါဗျ။အလားတူကချင်ပြည်နယ်မှာမြကြီးနားထောင်မုံညင်းထောင်တွေမှာလည်းမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးကျင်းသားများလွတ်မြောက်လာခြင်းမရှိဘူးလို့ဆိုပါဗျ။ အကြံဖတ်ဆဲအုပ်စုဟာနိုင်ငံရေးကျင်းသားများကိုမတရားပုံမှန်များတက်ခဖမ်းဆီးချင်တယ်လို့ဖမ်းဆီးပြီးနောက်လွှင့်ငင်းပေးရမှာလဲညှိမြမှုမရှိပဲရင်းတို့လွှတ်ပေးချင်တဲ့အကျဉ်းထောင်များမှနိုင်ငံရေးကျင်းသားတချို့သာလွတ်မြောက်ခွင့်ပေးခဲ့တာလို့ PPNN ကထောက်ပြထားပါတယ်။ဒါအပြင်လွှင့်ငင်းနဲ့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသားများကိုပြန်လည်ဖမ်းဆီးမှုများရှိနေတဲ့အတွက်သတိချက်ကြရန်လိုအပ်တယ်လို့ PPNN ကအသိပေးထားပါတယ်ရှင်။ အကြမ်းဖက်စစ်တပ်ရဲ့ K2 မတီလေတပ်ကိုရှော့တိုက်တုံးနဲ့တိုက်ခိုက်မှုတွင်လေရင်ခဲရက်နဲ့ဒစာကိုတောင်ထိမှန်ခဲ့တယ်လို့ PWN အဖွဲ့အသိပေးထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကြမ်းဖက်စစ်တပ်ရဲ့ K2 မတီလေတပ်ကိုတရားခွန်မမရှော့တိုက်တုံး6လုံးနဲ့တိုက်ခိုက်မှုတွင်လေရင်ခဲရက်နဲ့ဒစာကိုတောင်တွေထိမှန်ခဲ့တယ်လို့ Bridge Warriors for Myanmar PWN အဖွဲ့ကဒီကနေ့မှအသိပေးထုတ်ပြန်ပါတယ်။ PWN အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF, Anikut People's Liberation Force, ACPLF, တနောင်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့တို့က KNL တပ်မဟာနဲ့တပ်ရင်းငါနဲ့ပူးပေါင်းပြီးဒီဇင်ဘာလ9ရက်ည9:55မိနစ်မှာအကြပ်ဖက်စစ်တပ်ရဲ့ K2 မတီလေတပ်အတွင်းကိုတရခုံမမရှော့တိုက်တုံး6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ရွေပြတ်မှတ်များမှာစီလောင်ကန်ဖြစ်တော်လဲ ထိမှန်မှုရှိကြောင်းကြားသိရခြင်းမရှိသေးပဲအထက်ပါအပြက်စီးများရှိကြောင်းသာသိရသည့်အတွက်နောက်ကျိန်များမှာပုံမထိရအောင်စ조사ရပါအောင်မီလို့ PWN အဖွဲ့ကအတိပေးထားပါတယ်အဆိုပါတိုက်ခိုက်မှုအတွင်းပေါင်150ပေါင်200ပေါင်300ဘုံသီးများထားရှိရာကိုတော့မှာပောက်ကွဲမှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီးမိနစ်30ကျော်ခန့်အထိကတ်မရအောင်ပောက်ကွဲခဲ့ကြောင်းပောက်ကွဲမှုမှာတညာလုံးနဲ့နောက်နေ့နေ့ခင်းဘက်မှာပါ ဂျိုကြားပောက်ကွဲမှုများရှိခဲ့ပြီးဒီဇင်ဘာ10ရက်ည10နာရီနဲ့17နာရီကြားမှာလဲရင်းကိုရောင်နဲ့ပတ်ဝန်းကျင်ကိုရောင်များမှာ အကင်းမတည်ပဲရမ်းများမှာအပြင်းထန်၄ချိန်ပြင်းထန်စွာပောက်ကွဲကြောင်းနဲ့ပောက်ကွဲတံတွေကိုတောင်ငူမြို့ရဲ့နေရာတော်တော်များများကနေကျဲလောင်စွာကြားရကြောင်း PWN အဖွဲ့ကအသိပေးထားပါတယ်အဲ့ဒီဖြစ်စဉ်အတွင်းအကြမ်းဖက်စစ်တပ်ကလုံခြုံရေးယူထားသူ6ဦးသေဆုံးပြီးဒဏ်ရာသူများပြရတယ်လို့ BWM ကပြောပါရရှင်။ တံဖြူစရဲမြို့နယ်တိုက်ပွဲမှာအကြမ်းဖက်စစ်သား၂ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တံဖြူစရဲမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာရန်သူတပ်သား၂ဦးသေဆုံးပြီးအကြမ်းဖက်တပ်သားများဒဏ်ရာများပြားရရှိခဲ့တယ်လို့ရမညမွန်တပ်တော်ကမနေ့ကထုတ်ပြန်ပါတယ်။တံဖြူစရဲခြေဆိုင်အကြမ်းဖက်ပူးပေါင်းတပ်များကအင်အားတရာခန့်နဲ့ကလိုင်းဘရော့ကျေးရွာအရှိတ်ဘက်ကိုဒီဇင်ဘာလ9ရက်ညနေ5:15မိနစ်အချိန်မှာ စစ်ကြောင်းထိုးခဲ့ရာရမ်ညမွန်တက်တော်ဒေသလှုပ်ရှားတက်တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါထိတွေ့ပြစ်ခတ်မှုတနားရီကျော်ကြာခဲ့ပြီးတော်လန်ရေးပူပေါင်းဖွဲ့မှရဲဘော်များအထူးကိမရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့လည်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှတပ်သုံးရင်တချို့ဆုံးရှုံးခဲ့တယ်လို့အသိပေးချပါတယ်အဆိုပါတိုက်ပွဲပြီးဆုံးချိန်မှာစတင်ကအကြံဖက်ဆဲအိုစုမှဒီဇင်ဘာလ6ရက်အထိပြည်သူနေအများရှိရာသို့လက်နက်ကြီးများပစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါင်းနဲ့ဆရာနာရှင်အမြင့်ဖြတ်ချင်မုံရေလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ရှင်မပေမြို့နယ်မှာနောက်ပြမလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတွေ့အော်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှာပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောင်နဲ့တင်မဲဖြစ်တရားဝင်လူတပ်ခွင့်မပေးနဲ့ဆိုတဲ့စကားကိုဂိုင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြောင်ဆောင်ရေးထိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတလံပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ။ရင်းမပင်မြို့နယ်မှာအောင်လံလွှင့်မီထောင်သွင်းနေတဲ့ဗိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတွေ့အော်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့ဗိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လိုင်းပြည်သူတွေကအောင်လံလွင့်မီထောင်သွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့အစသားကိုကင်ဆွဲပြီးအကြက်ဖက်စစ်တပ်ကြာဆောင်ရေးဟကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လိုင်းပြည်သူတွေကနည်းမြင့်မြိန်တက်မှုကြားတဲ့ကနေပဲအကြက်ဖက်စစ်တပ်ကြာဆောင်ရေးဆန္ဒပြတဲ့ဗိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင် ဖြစ်သူလူတို့ပေါင်းတဘာဝဘေးလူလုပ်ဘေးဆိုရဲဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေစုတမန်ရှင်